င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်အခုတစ်ခါမှာတော့ကျူးမြွတ်နိုင်တဲ့ဒလင်းမြွတ်နယ်မှာစစ်မှုထမ်းဖန်ဆင်းစကောအတွက်လူလူသေးဥစွာလူငယ်တွေကိုညာရင်းချင်းလိုက်လံဖန်ဆင်းပြီးစစ်တပ်နဲ့ကြောင်းကိုပို့တဲ့ဘကုတ်တိုင်းကျူးမြွတ်နိုင်တဲ့ဒလင်းမြွတ်နယ်မှာစစ်မှုထမ်းဖန်ဆင်းစကောအတွက်လူလူတွေဥစွာလူငယ်တွေကိုညာရင်းချင်းလိုက်လံဖန်ဆင်းပြီးစစ်မှုထမ်းတင်တဲ့ကြောင်းပို့ဆောင်ခဲ့ကြောင်းဖန်ဆင်းကံလူငယ်တွေရဲ့မိဘဆွေမျိုးတွေကပြောပါတယ်နိုဝင်ဘာလ14ရက်နေ့ညပိုင်းနဲ့ဒလင်းမြို့ပေါ်မှာစစ်တပ်ဖြူစော်ဒီနဲ့ထွေဦးတွေက နိုဝင်ဘာလ16ရက်မှာစတင်ဖွင့်လှစ်မယ့်စစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလူသေးစုကကားရီနဲ့မြို့ကိုလှည့်လည်ပြီးနေအိမ်နေတဲ့လမ်းတွေပေါ်မှာလူငယ်တွေကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနောက်စစ်ကားကြီးတစည်းစာပြေလူငယ်တွေကိုလှည့်ပတ်ဖမ်းဆီးပြီးနောက်ချက်ချင်းဆိုသလိုစစ်သားစုဆောင်ရေးကိုပူဆောင်လိုက်ကြောင်းသိရတယ်။အလားတူဘကိုးတိုင်းဖြစ်မြို့နယ်မှာလည်းမြို့နယ်စီမံအချုပ်ရေးဘွဲ့ဝင်ပုံမှုဆောင်မြို့နယ်ရဲ့အမိန်နဲ့စစ်မှုထမ်းပတ်စဉ်ဆက်ကိုအတွက်လူလူသဖြင့်ညာရင်ကျင်လိုက်လန်ရှာဖွေပေါ်တာဆက်ဖန်စီမွေလုံဆောင်ခဲ့ကြောင်းလူငယ်များပြဖန်စီခဲ့ကြောင်းသိရတယ်။ ထန်ကုန်းအုပ်ကြီးဝင်းကျော်သူသူကဘုဒ္ဓတောင်းအုပ်ကြီးစန္ဒတော်ဈေးရက်ကွက်အုပ်ကြီးကိုပူဈေးရုံပိုင်းရိုင်းမှုမင်းမင်းထွေတော့ပြင်သူတို့ဘတ်တော်သားကိုပြေမင်းမင်းစော်ကောခေါ်တော်တို့ကလူငယ်တွေကိုလိုက်ပတ်ဖမ်းပြီးတော့စစ်မှုထမ်းပေါ်တယ်သူတို့ရန်ကုန်တောင်ကျဖက်စီမွေလောက်နေတာရခုနော်ဝင်ပါလာလေပိုင်းစတဲ့ဖွင့်နေတဲ့စစ်မှုထမ်းပတ်စံချက်ကိုတော့လူရရှိမှုနယ်ပါတဲ့ဖြင့်စစ်တပ်ကတင်းကျပ်ပေါ်တော့ဆက်ဖက်စီမွေရဲ့ရှယ်ယုံနဲ့လုံဆောင်လာပြီး မဲအင်းလန်နေပမာပါနေရောညပါပေါ်တာဆက်ဖန်းစင်မှုရဲ့ဖြစ်ပေါ်လဲခြင်းကြောင်းရန်ကုန်မန်လေးပါမြို့ကြီးမှာရှိနေကိန်းထတဲ့တင်ကွဲထံကနေသိရပါတယ်ဆလဘီစစ်တပ်လက်အခံပြည်ကြီးစုံနဲ့ကမ္ဘာကျော်ရှင်ကုန်ကိုကြားဖြန့်တွင်းစံမျိုးတင်တဲ့တခြားမျိုးတင်များအကြောင်းမပြောဘဲ KK ဘက်နေရာတခုတည်းကိုကြားဖြန့်နေတဲ့အတွက်ပြင်းရှင်းနေမယ်လို့မြင်လိုက်ကြကြောင်းစစ်တပ်လက်အခံပြည်ကြီးစုံနဲ့ကမ္ဘာကျော်ရှင်ကုန်ကိုကြားဖြန့်တွင်းစံမျိုးတင်တဲ့တခြားမျိုးတင်တွေကိုထပ်မသွင်းမဲ KK ဘက်နေရာကိုကြားဖြန့်နေတဲ့အတွက်ပြင်းပြင်းရှင်းနေမယ်လို့မြင်လိုက်ကဖန်ခီစင်မှာကြွကြော်တယ် အွန်လိုင်းငွေလိမ်လည်လုပ်ငန်းတွေတရှာစိတ်ပိုင်းနေတဲ့ကတကွပြတဲ့ KK Bank နေရာကိုပြီးပြည့်ရှင်နေမယ်လို့စစ်ကောင်းဆောင်မြန်လန်ကသူ့ရဲ့ဖန်ခင်းစင်မှာပြောဆိုခဲ့ရဖြစ်ပါတယ်။မြန်မာထိုင်းနေစကား KK Bank နေရာကိုစစ်တပ်ကရှင်းနေနေပြီးအမျိုးသားတာဝန်တွေအဖြစ်ပြီးပြည့်ရှင်နေသွားမယ်လို့စစ်အုပ်စုကောင်းဆောင်မြန်လန်ကဖန်အမဌာနဆိုင်ရာတွေရမီရဖိုင်းနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့လို့သိရတယ်။စစ်အုပ်စုကောင်းဆောင်က KK Bank ကိစ္စနဲ့ပတ်သက်ပြီးခုလိုပြောတော့လဲကြားပြလုပ်ငန်းတွေအတိတ်ကစိတ်ပိုင်းချင်ပြတဲ့ရွှေကုတ်ကုမျိုးတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့တာမရှိဘူး။ ကေကေဘက်ကြားပြတ်လင်္ကန်ကိုဒီမိုကရေစီကျော်ပြုတ်ခြင်းတမတော်ဒီကေပီအန်နဲ့ဆင်းဆူလာကနေကြဆောင်တဲ့ PGF တို့ပူးတိုင်းစီမံနေရလို့သိရတယ်ရွှေကုတ်ကမြေတေကကြားဖြတ်လုပ်ငန်းလေးကိုဆေးဥစုလအောက်ခန်းနေကြဆောင်တဲ့ PJF ကောင်းဆောင်ဆော့ချစ်သူနဲ့တရုတ်ရာဇဝကိုင်းကြီးကပိုင်ဆိုင်နေ။ကင်းနေကြဆောင်တဲ့ PJF ကောင်းဆောင်ဆော့ချစ်သူအွန်လိုင်းငွေလိမ်ကိုင်းစီဘပွဲရှင်ကုတ်ကိုရထိုင်မျိုးတည်တည်ထောင်သူရှိချီချင်းကိုထိုင်းကတရုတ်ဆွေရတန်တော်ဘာလဆန်နေနေမှာလည်းပြောင်းပေးခဲ့တယ်။ မြောက်ရီမြို့နယ်မှာအွန်လိုင်းကြားဖြတ်နေချိန်ဆိုင်တဲ့ရွှေကုတ်ကုမြို့သစ်စီမံကိန်းရထိုင်မြို့သစ်စီမံကိန်းတောင်မေဥယျာဉ်စီမံကိန်းရန်လုံပေဘက် အပိုလိုဘက်ဂျင်ရှင်ဘက်ကေကေဘက်မြောက်ရီမြို့သစ်ဆိုင်စီမံကိန်းတွေကိုမြန်မာစစ်တပ်လက်ကမ်း BGF ကဥဆောင်မီတရုတ်ရန်ဆွေကိုင်းနေတဲ့ပူပေါင်းပြုလုပ်နေရဖြစ်ပါတယ် အမေရိကန်ငြိမ်းချမ်းအင်စတီကျူကအကင်ပြင်းနဲ့မြော်ရီမြို့နယ်ရွှေခေါကကအွန်လိုင်းငွေလိမ်ကိုင်းနေကြောင်းမနစ်ကထုတ်ပြန်ခဲ့အစီရင်ခံစားမှဘုံမှုကြီးစောချစ်သူနဲ့သူလောက်အောက်ဘုံမှုတုံးဘုံမှုတင်ဝင်တို့ကိုအွန်လိုင်းငွေလိမ်ကိုင်းလုပ်ငန်းတွေမှာအဓိကပေါင်းရသေးဖြစ်ပေါ်ပြပါတယ်။ကြားပြန်ကိစ္စကြောင်းပြည်ချက်ကောင်စားစောချစ်သူကိုဒိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီးအမေရိကန်ပြည်ထောင်စုနဲ့ဥရောပသမဂ္ဂကတန်ခတ်ပိတ်ဆို့မှုတွေလှုပ်ဆောင်ထားပါတယ်။ အွန်လိုင်းငွေလင်ကိုင်ကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တဲ့ဒီမိုကရေစီကြော်ပြကင်း temp.dkp နဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Sosty, Sosan အောင်စောစိန်ဝင်းနဲ့ဆိုင်းကျော်လာအကုန် American Soil ကနိုဝင်ဘာလ10ရက်နေ့မှာပဲပိတ်ဆို့ရေးယူလိုက်ပါတယ်။ဆက်လက်ပြီးဂျပန်စစ်တပ်ကစစ်မှုထမ်းတွေနှုတ်ထွက်ခွင့်ပြုခြင်းအားမတ်လုံးပေးဝါရပြန်ရုံတသက်ဖြစ်ကြောင်းစီးရန်တက်ကြကြီးနာရောကပြောတော်လိုင်းအင်အားစုရဲ့စီထွက်ပြေးတဲ့ဝင်ရောက်တာမျိုးနဲ့မြေပြင်မှာခက်ခက်ခဲခဲတက်တာစုဆောင်နေရတာရှော့ချတားစီနိုင်မှုဆေးအုပ်စုကစစ်မှုထမ်းတက်တာနဲ့ကျင့်ကို လက်ပြောင်းဝါဒပြန်သက်သက်နှုတ်ထွက်ခွင့်ပြုရည်လှူဆောင်လာကြောင်းမြန်မာစစ်ဘက်ရဲအနေနဲ့လွန်ကျွင်းဆိုင်လေးလာရေးဖွဲ MDN ဆိုင်စစ်ဘက်ဆိုင်ရသူတေသနာတောင်းကန်စီတဲ့တက်ကြွကြီးနောက်ကပြောတယ်ပြည်ကရဲ့ပိုင်းနေတဲ့သုံးမှုတပုံရွှတ်ပေါ်ခွင့်နဲ့စစ်မှုထမ်းကာလာတောင်းဝင်ထမ်းဆောင်ပြီးရတတကြိုကိုစစ်တပ်ကနှုတ်ထွက်ခွင့်ပြုကြောင်းစစ်အုပ်စုကသတင်းတွေထုတ်ပြန်နေဘုံနာရွေးပြောဆိုကြရဒီလှူဆောင်ချက်တည်းအစိုးရနဲ့ကိုမူလာဝါဒပြန်လမ်းစစ်နေတိုင်းမဲ့သူတို့ရဲ့လိုရတဲ့လောရကာယခက်ခဲလာခြင်းနဲ့ပြည်သူလူထုကိုလိန်လဲလှည့်ပြဖို့လွယ်လာခြင်းဖြစ်တာကြောင့်တမင်ဝါဒပြန်လှူဆောင်တာဖြစ်တယ်။ ။လက်ရှိမှာစစ်မှုထမ်းအရာအတွက်လစဉ်လူ9000တမတ်တာအကြောင်းအောက်ချင်ရန်တရားအောက်ချွေပိုင်ဆိုင်ရာဝန်ထမ်းတွေနဲ့စစ်ကောင်ရှင်တပ်သားတွေကတမတ်လူရဲအတွက်ပြင်မိရရှိဖို့မြင်ပြမှာနီးလပေါင်းစုံနဲ့စ조사နေရလို့သိရတယ်။ဒီနေရာမှာတင်းထမပေါ်တာဆယ်ဖန်စီယာတွေပါစိုးစိုးရလှုပ်ဆောင်လာပြီးငွေပေးရွေးခိုင်းတာလူသားတို့ရောင်းဝယ်လောက်တာတွေရှိလာနေတာဖြစ်တယ်။ ဒီလိုမျိုးခြေနေတွေကိုဆေးရုံစုထောက်ခံသူတွေဘက်ကမှထောက်ပြလာမျိုးရှိလာချိန်မှာအောက်ခြေစေဝင်တဲ့ကျုပ်ကိုဟန်ပြရေးယူပြရရှိခဲ့တယ်လို့စစ်မှုထမ်းလူသေးစုစားအောင်မှခက်ခဲရွှေချနိုင်မှုလူငယ်တွေကိုလောက်ကင်ခွင့်လန်းနေတဲ့မလုံးပေးစည်းရုံနာရာဒူပေးဆွဲဆောင်တရားဟောရာအပြင်ခုလိုလူနေစစ်လုံးတဲ့ဝါရဖြန့်လက်ရုံကတန်နှုတ်ထွက်ခိုင်းနိုင်လှုပ်ဆောင်လာလို့တက်တက်ကြီးနာကပြောခဲ့တယ်။ အကြပတ်စင်အစုအနေနဲ့ဒေသမှစူစားရရှိတိုင်းစစ်မှုရန်ရတွေကိုရတုစစ်တင်နံပေးကရှေ့တန်းစစ်မြေပြင်နေစီတင်းကျန်စင်လို့နေရကြောင်းတိုက်ခိုက်ရတွေအတွက်ပဲအသုံးပြုတာတင်ရကြောင်းနဲ့နောက်ထပ်ခွဲပြုခဲ့ရသူတွေဟာဂျမ်းမအခြေအနေမကောင်းသူတွေနဲ့အကြောင်းမျိုးမျိုးကြောင့်နောက်ထပ်ပိုင်ခွင့်ရှိသူတွေဖြစ်တယ်လို့တက်ကြချင်တော့ကပြောတယ်စစ်မှုရန်အရာတွေကိုတိုက်ခိုက်ရင်အတွက်သက်သက်ပဲဆိုတာမျက်ဝါးထင်နေမြင်ရတယ်။ဒါကြောင့်ပဲဥပဒေမဲ့စွပ်စွာအောင်နေရပါတတ်ထဲမှာစစ်မှုရန်ရကအတုံးချကံမှာ ပြန်ထွက်တခိုင်းနေဆိုတာကလည်းသူတို့ပုံမှန်လုပ်နေကြလိမ့်ညာဝါရပြန်တာရှေ့စစ်ရေးနိုင်ငံရေးတွေမှာသူတို့လုပ်နေကြသူတို့ရဲ့ရဲချက်ကစစ်ရင်အားတွေကိုနှစ်နှစ်ကနေငါးနှစ်ထိတိုးကျင်တာပါဂျပန်ဆီယုစုကနီလန်ပေါင်းစုံနဲ့စုဆောင်ရရှိထားတဲ့ဆင်ရတွေကိုဟန်ချက်ညီလေးကျင်းတဲ့တင်တဲ့ကြောင့်တွေတို့ဖွင့်တယ်ရလက်ရှိနိုင်ငံတော်ဆစ်တင်တဲ့ကြောင့်၂၉ခုတိရှိနေပြီလို့လည်းမြန်မာစစ်ဘက်ရရတဲ့လုံခြုံရေးဆိုင်လေးလိုက်ဖွဲ့ကထုတ်ပြန်တယ်။ မရှိမဆင်းစုကမူရင်တင်တဲ့ကြောင့်နေပြင်ခါကာတာကာနဲ့ရာလာတန်ငါးဆန်ခွန်တို့မှာပါအရင်တင်တဲ့ကြောင့်နေပြင်တက်တူပွင့်လေလေ့ကျင့်ပင်ညာဖြစ်တယ်ဆက်လက်ပြီးကင်းပြင်းတဲ့တွင်းရှိလက်နက်ကိုင်တွေကြောင့်ပြည်နယ်မတည်မငြိမ်ဖြစ်နေတဲ့နိုင်ငံနဲ့ရာဇဝင်မှုများစွာကျွလွန်နေမြန်လိုက်ပြောအာနာသိန်းချက်ဖက်စစ်ကောင်းဆောင်ကကင်းပြင်းတဲ့ဦးတည်ငြိမ်အေးချမ်းမှုပြည့်ရောလှုပ်ဆောင်နေသူတွေဟာကင်းပြင်းတဲ့တွင်းရှိလက်နက်ကိုင်ဖွဲ့စည်းဖြစ်တယ်လို့ပြောလာပြန်တယ်နိုဝင်ဘာလ15ရက်မနေ့မနက်ပိုင်းကကရင်ပြည်နယ်ဗန်မြို့ကသွားချိန်မြောင်းလင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ မြန်လယ်ကတည်ငြိမ်အေးချမ်းမှုရှိမှသာပညာသင်ကြားနိုင်မယ်။ပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မယ်။ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်ပြည်내ဖွံ့ဖြိုးတိုးတက်မှုကိုပြည့်စုံတဲ့တည်ငြိမ်ရေးချမ်းမှုပြန်ရွှန်းဆောင်ရွက်နေရတဲ့ကိုပြည်내တွင်နေထိုင်သူတွေကနေလန်းပေါင်းစုံနဲ့ကောက်ွက်ကြဖို့လိုတယ်။ဒါအပြင်တိုင်းမြန်မာနယ်စပ်ကကေကေဘက်ဈာပြလုပ်ငန်းတွေကိုရှင်းလင်းသွားမယ်လို့လည်းထည့်သွင်းပြောဆိုတယ်။ကေကေဘက်မှာဈာပြလုပ်ငန်းတွေကိုလောက်ကင်ခွင့်ပြုတာပြီး GFK နဲ့ဈာဆောင်တန်အစစ်တပ်နဲ့ဆက်ဆံရေးကောင်မွန်တဲ့ဖွဲ့စည်းဖြစ်ပြီးစစ်တပ်ခိုင်းသမျှတွေကိုစိတ်ပါလက်ပါလှုံ့ဆော်ပေးတဲ့ဖွဲ့စည်းလည်းဖြစ်တယ်။မင်းအောင်လိုင်းကမနေ့ကစစ်တပ်အုပ်ချုပ်ရေးရနှုန်းပြေလေပတ်နေမော်လမြိုင်မြို့ကိုလည်းတွားရောက်လေပတ်ကဘေးကိုလိုရွေးကောက်ပွဲနေမှာပြည်သူတွေကြားရင်ရုံလုံးတပြားနေရဟာ တိုင်းပြည်အေဂျင်စီရှင်ရဲ့လွန်နိုင်ငံတကာကယုံကြည်ပြီးတွေ့ရောင်ရွေးကောက်ပွဲကိုထောက်ခံလောင်းဖန်တီးနေရဖြစ်တယ်လို့နိုင်ငံရေးလှလာသုံးသက်သူတွေကဝေဖန်ထားကြပါတယ်။ဆက်လက်ပြီးမြင်းချံမြို့နယ်တင်ဆက်ကွန်ဖရင့်ကိန်းကောင်ဒေါ်လိုင်းတက်တွေတိုက်ခိုက်ခြင်းမုံစစ်သားနဲ့ပြုံငါအောင်တည်ဆောင်မန်လေးတိုင်းမြင်းချံမြို့နယ်ကောင်ကွက်ကျရနယ်ကံရကျရကြာရှိစစ်ကွန်ဖရင့်ကိန်းကောင်ဒေါ်လိုင်းတက်တွေကတိုက်ခိုက်ခြင်းမုံကစစ်သားနဲ့ပြုံစောတီ၅ရောက်တည်ဆောင်ခဲ့လို့အညာဖက်ဒရယ်ဒရက်ဖိုမှာသတင်းထုတ်ပြန်တယ်။ နိုဝင်ဘာလ17ရက်နေ့ပိုင်းကမြင်းချံမြို့နယ်ကောင်းကွက်ကျေးရွာနယ်ကံရကျေးရွာကျရှိ155ရောက်ကန်ရှင်စစ်ကောင်ရှင်ဂိတ်စကန်ကိုဒေါ်လေးပူပေါက်တပ်တွေကဒရုန်းနဲ့ပုံသေးကျဲချပြီးမြပြင်းကနေစစ်ကြောင်းကြောင်ခွဲကဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေစစ်သားနဲ့ပြည်သူတွေကအသေးဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရှိကဂိတ်စကန်ကိုဆုံးခါထွက်ပြေးသွားပါတယ်။အဲဒီတိုက်ခိုက်မှုကိုထနောင်းမြင့်စစ်ကြောင်းနဲ့တူ Justice Warrior တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့ဖြစ်ကြတဲ့ NDF မြောက်ဒရုန်းကြားခင်စိတ်တပ်ဖွဲ့ Revolution F4 မြင်းကြက်ကရ MS7 တရင်လက်ရုံတန်း925ကြာကြာတပွဲငန်းစုံ Peak Drone တင်တပွဲပေါင်းလုံးဆောင်ကြကြလို့သိရပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ဒုပင်ကျေးဇူးတင်ရှိပါရရှင်။